မင်္ဂလာပါခင်ဗျာ ERI တိုင်းသတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျန်းမာရေးသိပညာပေးဆောင်မကဏ္ဍကနေကြိုဆိုပါရစေဒေါက်တာမိုးသိနေရေးသားခဲ့တဲ့သွေးတူးယောဂါနဲ့အတူ ကျန်းမာစွာရှင်သန်နေထိုင်ခြင်းဆောင်မကိုအတန်လွင့်တင်ဆက်ပေးပါရောင်းမယ်ခင်ဗျာလူတစ်ယောက်ရဲ့သွေးဖြီအားဟာပုံမှန်ရှိတဲ့ပမာဏထက်များနေပြီဆိုရင်သွေးတူးခြင်းလို့ခေါ်ပါတယ်သွေးပေါင်ချိန်တိုက်လိုက်တဲ့အခါတိုင်းအမြဲတမ်း ွေးဖီအားမြင်မာနိုင်မယ်ဆိုရင်တော့တွေးလို့ရောဂါအဖြစ်သတ်မှတ်နိုင်ပါတယ်။တွေးဖီအားကိုခင်ခင်းတန်းတမူနှစ်ခုနဲ့ပေါ်ပြလေးရှိပါတယ်။အပေါ်သွေး systolic blood pressure နဲ့အောက်သွေး diastolic blood pressure လို့အလွယ်တကူခေါ်ကြပါတယ်။နှလုံးတစ်ခါခုန်စဉ်နှလုံးကသွေးကိုညှစ်ထုတ်လိုက်ချိန်ဖိအားနဲ့နှလုံးအနားယူချိန်ဖိအားတွေကိုကိုစားပြူပါတယ်ပုံမှန်ကျန်းမာတဲ့လူတစ်ယောက်က သွေးပေါင်ချိန်120 80 mm mercury လို့အလွယ်တကူသတ်မှတ်ထားကြပါတယ်။ဒါဟာနှလုံးကသွေးကြောရဲကိုသွေးညှစ်ထုတ်လိုက်တဲ့အခါသွေးဖိအား120အထိမြင့်တက်သွားပြီးနှလုံးအနားယူချိန်မှာတော့80အထိပြန်ချဆင်းနေဆိုတဲ့အထိပဲပါပဲ။ဒီတမိုးကိုလူတွေနားလည်အောင်အပေါ်သွေးအောက်သွေးလို့အလွယ်တကူပြောဆိုကြတာဖြစ်ပါတယ်။အသက်အရွယ်ကြားမမျိုးနွယ်စု မျိုးရိုးဗီဇစတဲ့အချက်တွေပေါ်မူတည်ပြီးလူတဦးနဲ့တဦးသွေးပေါင်ချိန်ကွဲပြားနိုင်ပါတယ်။သွေးရိုးယောဂါကတိတ်ကိုအတွေ့အများတဲ့ယောဂါတစ်ခုဖြစ်ပြီးအရွယ်ရောက်ပြီးသူလူဦးရေရဲ့40ရာခိုင်နှုန်းခန့်ကသွေးတူးရှိနေတတ်ကြပါတယ်။ဆရာဝန်ကသွေးတူးရှိနေကြောင်းသတ်မှတ်ပေးပြီးဆိုရင်တော့သွေးရိုးယောဂါကိုထိန်းချုပ်ကုသဖို့လိုအပ်လာပါတယ်။သွေးတူးယောဂါအမျိုးအစားအနေနဲ့သွေးရိုးယောဂါနှစ်မျိုးခွဲနိုင်ပါတယ်။ essential hypertension ။သွေးရိုးရောဂါဖြစ်နေသူအများစုက essential hypertension လို့ခေါ်တဲ့သွေးရိုးရောဂါအစစ်အမှန်မူလသွေးရိုးခြင်းအမျိုးအစားဖြစ်ပါတယ်။ဒီရောဂါဘာကြောင့်ဖြစ်တယ်ဆိုတာကိုရှင်းလင်းတိကျတဲ့အကြောင်းပြချက်တွေမရှာနိုင်ပါဘူး။သွေးရိုးရောဂါမျိုးလိုက်တဲ့သူတွေအရွယ်ရလာလို့သွေးရိုးသူတွေခန္ဓာကိုယ်အလေးချိန်မထိန်းချုပ်နိုင်မဲ့အဝါလုံးလို့သွေးတိုးရသူတွေဆိုဒီယမ်ဓာတ်အစာများသူအငန်စားသုံးရသူတွေပိုတက်ဆီယမ်ဓာတ်ယောနဲ့ချို့တဲ့သူတွေအရက်တောက်သုံးသူတွေ ကိုလက်လှူရှာမှုနေပါသူတွေမှာ essential hypertension လို့ခေါ်တဲ့တွေ့တူယောဂဖြစ်ပွားကြပါတယ်။ secondary hypertension တွေ့တူယောဂရဲ့တချို့မှာတော့အခြားယောဂတစ်ခုခုရဲ့ဘေးတွက်ဆိုးကျိုးအနေနဲ့တွေ့တူခြင်းကိုခံစားရပါတယ်။ဒါကို secondary hypertension လို့ခေါ်ပါတယ်။ဇေဝအချို့ရဲ့နောက်ဆက်တွဲဆိုးကျိုးကြောင့်တွေ့တူရခြင်းကြောက်ကဲ့ယောဂကြောင့်တွေးတူရခြင်းဟော်မုန်းယောဂခံစားနေရ၍တွေးတူရခြင်း ဘဟုသွေးလိုကျော်နဲ့ကြောက်ကက်သွေးကျော်ကျင်း၍သွေးတိုးရခြင်းကိုဝန်ဆောင်စဉ်သွေးတိုးခြင်း OSA obstructive sleep apnea အိပ်ပျော်နေစဉ်လေရှူသွင်းလမ်းကြောင်းပိတ်ဆို့အသက်ရှူရက်သည့်ယောဂါနဲ့ရှင်တွဲ၍သွေးတိုးရခြင်းစတဲ့အခြေအနေတွေကတော့ secondary hypertension ဖြစ်တာကြောင့်အရင်းငယ်ယောဂါကိုကုသမယ်ဆိုရင်သွေးတိုးခြင်းကိုလည်းထိန်းချုပ်နိုင်တဲ့အခြေအနေတွေဖြစ်လာမှာဖြစ်ပါတယ်။ပုံမှန်သွေးတိုးရုံလောက်နေတော့ လူနာတွေမှာယောဂလက္ခဏာမခံစားရတတ်ပါဘူး။ဒါကြောင့်လဲပော့ရော်ပြီးတွေးတိုးယောဂကိုထိန်းချုပ်ဖို့မိနေတတ်ကြပါတယ်။တွေးတိုးဆိုတာအတန်တိတ်လူသတ္တမမှန်လက်မခံနိုင်ပဲရှိတတ်ကြပါတယ်။တခါတလေမှာတော့တွေးတိုးခြင်းကြောင့်အသက်ရှူချက်အသက်ရှူမဝဖြစ်ခြင်းအမြင်ဝေဝါးခြင်းခေါင်းကိုက်ခြင်းခန္ဓာကိုယ်လေးလံခြင်းတွေကိုတွေးကြုံခံစားရတတ်ပါတယ်။တွေးပေါင်ချိန်တွေးဖြစ်အားကိန်းကနန်းတတ်မှုများတွေးပေါင်ချိန်120 80နဲ့အောက်ကို ပုံမှန်သွေးပေါင်ချိန်လို့သတ်မှတ်ပါတယ်။သွေးပေါင်ချိန်140 90အောက်ရောက်နေတဲ့သွေးဖိအားအနည်းငယ်များနေတဲ့အချိန်မှာတော့သွေးမတို့ဖို့ဆင်ရင်သင့်တဲ့အချိန်လေးလို့သတ်မှတ်ကြပါတယ်။သွေးပေါင်ချိန်140 90နဲ့အထက်ပိုပြီးများနေပြီဆိုရင်တော့သွေးတိုးပြီလို့သတ်မှတ်ပါတယ်။သွေးပေါင်ချိန်180 120နဲ့အထက်ညာနေပြီဆိုရင်တော့အရေးပေါ်ကုသမှုလိုအပ်တဲ့တွေးတိုးခြင်းကိုခေါ်ပြီးအသက်အန္တရာယ်ရှိနိုင်ပါတယ်။ တွေးတိုးယောဂါကိုကုစားခြင်းမပြုဘဲနေသူတွေနဲ့ကုတော်လဲထိရောက်တဲ့ကုသမှုမရသူတွေမှာခန္ဓာကိုယ်ထိခိုက်ပျက်စီးမှုတွေကြုံလာရတတ်ပါတယ်။ခန္ဓာကိုယ်ရဲ့သွေးကြောတွေအကုန်လုံးမှာသွေးဖိအားများခြင်းကြောင့်ကိုယ်လက်အင်္ဂါတွေထိခိုက်ပျက်စီးခြင်းကိုကြုံရတတ်ပါတယ်။ဖိအားများများသွေးတိုးတဲ့အခါသွေးတိုးကာလကြာရှည်တဲ့အခါနောက်ဆက်တွေယောဂါပြဿနာတွေကိုခံစားရပါတော့တယ်။သွေးတိုးရဲ့ကြောက်စရာကောင်းတဲ့နောက်ဆက်တွေများနှလုံးအုံနောက်မှာရှိတဲ့ သွေးကြောတွေမာကြောလာခြင်းကြောင့်နှလုံးအောင့်ခြင်းနှလုံးသွေးငှက်ခြင်းနှလုံးသွေးကြောပိတ်ခြင်းဥနှောက်သွေးကြောပေါက်ခြင်းလေဖြတ်ခြင်းတွေကသွေးတူးကြောင်ဖြစ်ရတဲ့နောက်ဆက်တွဲပြဿနာတွေပါပဲသွေးဖိအားများလုံးလာကြောင်သွေးကြောတွေခံနိုင်ရင်မရှိပဲဖောင်းလာရပြီးသွေးကြောနေရန်ကွဲအပ်ပေါက်ကွဲပြီးခနာကိုယ်တွင်သွေးရုံစိတ်တည်ဆုံးတတ်ပါတယ်သွေးဖိအားများတဲ့သွေးကြောတွေရာနေတဆင့် ခန္ဓာကိုယ်အတွက်သွေးတွေကိုမယမနာညှို့ထုတ်နေရတဲ့နှလုံးသားကလည်းရေရှည်မှာပင်ပန်းလာပြီးနှလုံးကြွက်သားကြီးမားထူထဲလာတဲ့ပြဿနာကိုခံစားရကြပါတယ်။နောက်ဆက်တွဲအနေနဲ့နှလုံးဖောက်ပြီးအသက်သေဆုံးတဲ့အထိကြုံရနိုင်ပါတယ်။ကြောက်ကက်ယောဂါကြောင့်သွေးထုတ်နိုင်တယ်လို့မျိုးသွေးတူတာကြောင့်လည်းကြောက်ကက်ပျက်စီးနိုင်တယ်ဆိုတာကိုသတိပြုသင့်ပါတယ်။သွေးတူယောဂါမထင်းသိမ့်နိုင်မဲကြောက်ခက်ထိခိုက်ခြင်းကိုမြန်မာနိုင်ငံကလူနာတွေမှာအမြဲတွေ့ရပါတယ်။ ။သွေးဖိအားမြင့်တက်တာကြောင့်လဲမျိုးလုံးမှာရှိတဲ့သွေးကြောတွေကိုထိခိုက်ပျက်စီးပြီးအမြင့်အာယုံလျော့နေသွားရတာကြောင့်သွေးတုကမျက်စိကိုယ်တိုင်နဲ့အထိပင်ဒုက္ခပေးနိုင်တယ်လို့မှတ်ယူရပါမယ်။သွေးတုယောဂါကတခုတော့ဒုက္ခပေးဦးမှာမကသွေးတွင်းအစီတက်သွေးတွင်းတခြားတက်မတိမငိမ့်ဖြစ်ခြင်းတွေနဲ့ပါရှင်တွဲသွားတဲ့အခါမှာတော့ဇာတုပွားချမ်းမာရေးပြဿနာတွေကိုဖြစ်စေပါတော့တယ်။ သွေးရိုးယောဂါနဲ့အတူတူစိတ်ကြိုယောဂါနှလုံးယောဂါလေဖြတ်ခြင်းခံစားရသူတွေမှာကုရထိမ့်ချုပ်ရခက်ခဲတတ်ပါတယ်သွေးရိုးယောဂါကြောင့်နားလေသဘောပေါက်နိုင်စွမ်းစင်ကျင်နိုင်စွမ်းတင်ယူလေးလာနိုင်စွမ်းပြန်လည်မမိနိုင်စွမ်းတွေထိခိုက်သွားတဲ့အခါမှာတငယ်ပြန်နေလို့ယခင်ကခေါ်ဆိုခဲ့တဲ့မှဉ္ဉံထိခိုက်ခြင်းကျန်းမာရေးပြဿနာတွေကိုလည်းကြုံတွေ့ရလာပါတော့တယ် ။သွေးတိုးခြင်းကြောင့်အုံနောက်တွင်ရှိသွေးချောငယ်များကောင်းစွာအလုံးလုံးနိုင်တော့ပဲအုံနောက်သွေးငှက်ပြီးမှတ်ဉဏ်ပျောက်ဆုံးခြင်းနဲ့အတူတူစကားပြောနိုင်စွမ်းနေပါပျောက်ဆုံးရတတ်ပါတော့တယ်။ဒီလိုဆိုကြတွေရှိတာကြောင့်သွေးတိုးယောဂါဆိုတာမဖြစ်မနေစနစ်တကျကုသရမယ်ယောဂါတစ်ခုဆိုတာကိုလက်ခံသဘောပေါက်နားလည်သွားစေချင်ပါတယ်။သွေးတိုးယောဂကုသခြင်းသွေးတိုးယောဂခံစားနေရသူအချို့မှာတော့အနေထိုင်ဆင်ခြင်ရုံနဲ့တည်း သွေးပေါင်ချိန်ထိမ့်ချုပ်ဆေးဝါးတွေတောက်စရာမလိုပဲသွေးပေါင်ချိန်ကိုကောင်းကောင်းမွန်မွန်ထိမ့်သိမ့်နိုင်ရပါတယ်။ပထမဆုံးအဆင့်အနေနဲ့သွေးတို့ရောဂါထိမ့်သိမ့်မှုအစားတောက်တော့ချက်စားတောင်းမယ်။အရက်တောက်ခြင်း၊ကော်ဖီတောက်ခြင်းရဲ့ပမာဏတွေကိုကန့်သတ်ပြစ်လိုက်မယ်။ဆက်လိုက်ဖြတ်မယ်။စိတ်ဖိစီးမှုတွေကျော်ပါသွားအောင်ထိမ့်ချုပ်မယ်။ကောင်းမွန်စွာအိပ်ပျော့ဖို့ကြိုးစားမယ်ဆိုရက်နေ့စဉ်လူမှုကိစ္စတွေပါဝင်နေပါတယ်။ ဆိုဒီယမ်စာတန်တစ်နေ့ကို1.5 gram လက်ဖြေစုံစွန်းတဝတ်ထမပိုပဲကန့်တစာသုံးတယ်ပါတယ်။အသင့်စာစားတော့ကုန်နေအငန်လွန်ခဲ့တဲ့အစားစရာတွေရှိရှိကအစားတော့တွေကိုလုံးဝရှောင်ရှားရပါမယ်။ပြေဝစီပြုပြင်ပြောင်းလဲထားတဲ့အသားများတခြားပါဝင်တဲ့အချိုးရည်များကိုရှောင်ရှားရပါမယ်။အာလူးငပြောသီးအစိမ်းရောင်ရွက်တွေအသီးအနှံတတိဝလံအစီထုတ်နွားနှုတ်နဲ့နှုတ်ရပစ္စည်းတွေ အစီအစံအနှံများငါပဲမျိုးမျိုးတို့ကိုရွေးချယ်စားသုံးတယ်ပါတယ်လမ်းလျှောက်ခြင်းလမ်းတွတ်ခုံလျှောက်ခြင်းရေကူးခြင်းစပိန်စီခြင်းတို့ကိုတပတ်လျင်နှစ်နာရီသုံးနာရီကကိုလက်လှူရှာအားကစားအနေနဲ့လုပ်ပေးတယ်ပါတယ်တွေးတွေးယောဂခန်းစားနေရသူတွေအဝါလုံးတွေတွေမှာကိုယ်အလေးချိန်ချလိုက်တဲ့အခါမှာတွေးဖြီအားရောနေချောင်းမှတ်တမ်းတွေတွေ့ရပါတယ် ကော်ဖီနဲ့ရက်ပမာဏကိုထိန်းချုပ်ခြင်းဆက်လက်ဖြည့်ခြင်းတို့ကိုလှုပ်ဆောင်တင်ပါတယ်။အသက်ရှူလေ့ကျင့်ခန်းလှုပ်ဆောင်ခြင်းတရားထိုင်ခြင်းယောဂကစားခြင်းတဘာဝနဲ့အတူရှင်တွင်းနေထိုင်ခြင်းတို့ဖြင့်စိတ်ဖြည့်ဆည်းမှုကိုရောကြဖို့လှုပ်ဆောင်တဲ့အခါသွေးတိုးခြင်းကိုလည်းတက်တာစေနိုင်ပါတယ်။တွေးလို့ရောတာရှိသူတွေအနေနဲ့တွေးပေါင်ချိန်မှန်မှန်တိုင်းလာပြီးမှတ်တမ်းထားတယ်ပါတယ်။ သွေးပေါင်ချိန်မှတ်တမ်းကကျန်းမာရေးဆောင်ရှောက်ပေးသူနဲ့တိုင်ပင်တဲ့အခါဆက်လက်ကုသဖို့အတွက်မှန်ကန်တဲ့ဆွေးနွေးချက်တွေချနိုင်ဖို့လွန်စွာအထောက်အကူပြုပါတယ်။သွေးပေါင်ချိန်ထိန်းစည်းဝါးများဖြင့်ကုသခြင်းအကယ်၍အနေထိုင်စင်ရင်ချင်းဖြင့်သွေးရောဂါမထိချုံနိုင်ပါကစည်းဝါးညွန်ကြပြီးကုသဖို့ဆရာဝန်ကဆုံးဖြတ်မှာဖြစ်ပါတယ်။တူတူယောဂာနဲ့အတူတူစီဂျိုချောက်ကက်စတဲ့အခြားယောဂာတွေခံစားရသူတွေအတွက်တိချာယူချက်တဲ့စေဝါများလည်းရှိပါတယ်။တွေးချောဖီအားထိမ့်ညှိစေ စီစဉ်နှလုံးခုန်ထိချုပ်စေစတဲ့စေဝါတွေကိုသွေးပေါင်ချိန်ထိန်းစေဝါဖြစ်တဲ့လူနာရီရဲ့အသက်အရွယ်မျိုးရိုးသွေးတို့ပြင်းထန်မှုအလိုက်စနစ်တကျတွက်ချက်ပြီးပေးရမှာဖြစ်ပါတယ်။အကယ်၍တဲ့မှာတွေးတို့ရှိနေပါကကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပြီးစေဝါဖြင့် ွေးပေါင်ခြင်းထိန်ညှိကူတာဖို့အတွက်ဆရာဝန်နဲ့ပြသတိုင်းမင်းဆွေးနွေးရန်လိုအပ်ပါတယ်။ ERI Times ပြည်သက်များလည်းတွေးတိုးယောဂနောက်ဆက်တွဲဆိုးကျိုးများအနေကနေကင်းရှင်းကြပါစေ။ကျန်းမာသားရတဲ့ဘဝတွေရရှိနိုင်ကြပါစေ။နောက်တစ်ပတ်မှာတော့အမျိုးသမီးများတွေးဆုံးကြခြင်းခေါင်းစဉ်နဲ့ကျန်းမာရေးသိပညာပေးဆောင်မကိုတင်ဆက်သွားမှာဖြစ်တာကြောင့်စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။ကျန်းမာရေးသိပညာပေးကဏ္ဍဗရိပခကာလအတွင်းရှင်သန်နေထိုင်ခြင်းတွေးတိုးယောဂကျန်းမာစွာ ရှင်သန်နေထိုင်ခြင်းကျန်းမာရေးဆောင်မှာ ဆရာနာတိတ်မှုကြောင့်မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေတဲ့ပြိပခကာလအတွင်းပြည်သူများကျန်းမာစွာရှင်သန်နေထိုင်ရေးအတွက်ပြိပခကာလအတွင်းရှင်သန်နေထိုင်ခြင်းကျန်းမာရေးအသိပညာပေးအစီအစဉ်ကို ARD စတင်လာတာအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုပါကျန်းမာရေးအသိပညာများရောက်နိုင်ကြောင်းတရေငောင်းပါအပ်ပါရခင်ဗျာ